င်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့ဇွန်လ6ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကုလာတဲ့စစ်ကြောင်းတိုက်ခိုက်ခံပြီးစစ်ကောင်စီဘက်က၄ဦးထပ်မံနေတိဆုံးတာပေါ်တာဆဲခံရတဲ့လူငယ်ရှိဦးကိုလည်းကဲထုံးနိုင်ခဲ့တဲ့သတင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးသေဆုံးက၆ဦးထိခိုက်ဒဏ်ရာရရှိတဲ့တဲ့တွင် ဗမှုချုပ်ချုပ်ထွန်းအောင်လှုပ်ကြံခံရမှုမှာပါဝင်သူများလို့ဆိုပြီးပြည်သူ16ဦးကိုဖမ်းဆီးရမိကြောင်းစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တဲ့သတင်းအရခတက်တော်တိမ့်ပိုက်ထားတဲ့မောင်ရွှေလေးရဲ့တပ်စခန်းကိုစစ်ကောင်စီဘက်ကအလင်းငိုက်တိုက်ခိုက်တဲ့သတင်းဗမာအထူးတည်ရန်စာတအဖွဲ့ကိုငွေကျပ်သိန်းတောင်းကျော်ရွှေချောင်းတချို့နဲ့အတူအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနအမိုဒီကစီးနင်းဖမ်းဆီးတဲ့တဲ့ ကိုနဲ့အရွယ်မိန်းကလေးကိုအာရမပြုကျင့်ပြီးတတ်ခဲ့တဲ့သူတွေကိုအာရခတတ်တော်အေကဖမ်းမိထားပြီးအေးအေးရွယ်ပြင်ဆင်နေတယ်လို့ဆိုတဲ့သတင်းဖြေစေဒေါ်လာစီမြင့်တက်လာပြီးကုန်စည်နှုန်းတွေပါ မြင့်တက်လာလို့ပြည်သူတွေအခက်တွေ့နေရတယ်လို့ဆိုတဲ့သတင်းတောင်ကိုရီးယားသမ္မတအစ်ကအောင်းမွေးဘွယ်နေမင်ကိုမှမြောက်ကိုရီးယားအကြောင်းကိုထည့်သွင်းပြောဆိုခြင်းမရှိခဲ့တဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါရဲ့ရှင် ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကူလာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်က၄ဦးထပ်မံနေတိုက်ဆုံကပေါ်တာဆွဲခံရတဲ့ပြည်သူရှိဦးကိုလည်းကဲထုံးနိုင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းကြံခရိုင်နထိုးကြီးမြို့နယ်မှာဇွန်လ၃ရက်နေ့မနက်၁၇နာရီဝန်းကျင်ခန့်ကစစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဂျားဖြတ်တိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်က၄ဦးထပ်မံနေတိုက်ဆုံခဲ့တယ်လို့နထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၄၁၀တပ်ရင်းကထုတ်ပြန်ထားပါတယ်။ နထိုးကြီးမြို့နယ်ဝလူးနယ်မြေရဲစခန်းစခန်းသိမ်းတိုက်ပွဲကိုတော်လရေးပူပေါင်းတပ်ဖွဲ့တွေကဆင်နွှဲခဲ့ပြီးစစ်ကူရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုလည်းတိုက်ခိုက်ခဲ့ရာစစ်ကြောင်းမှထွက်ပြေးလာတဲ့ပြည်သူစစ်မှုထမ်းဥပဒေနဲ့အတေးအာဓမပေါ်တာဆွဲခံခဲ့ရတဲ့လူငယ်ရှစ်ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့နထိုးကြီး People Defense 4မြင်းကြံခရိုင်အမှတ်40တပ်ရင်းရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်အရှင်ဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ စနိုက်ပါတအူတပ်သားတအူတို့ဖြစ်ကြပြီးအဆိုပါထိတွေ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေထံမှခရရန်တချို့နဲ့စစ်ကောင်စီတပ်သားအလောင်းတလောင်းကိုတိတ်စီရမိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်လေးတရင်မြင်းကြံခရိုင်အမှတ်၁၀တရင်နဲ့နေစည်းမချာနထိုးကြီးသားများအဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်။မန္တလေးတိုင်းအတွင်းမှာရှိတဲ့နထိုးကြီးမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး တော်လည်ရေးတပ်ဖွဲ့တွေကစစ်ကောင်စီတပ်တွေရဲ့ဂိတ်စခန်းတွေကိုတိုက်ခိုက်တာတွေရှိခဲ့တဲ့အပြင်အင်အားအများအပြားနဲ့စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်းထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့ပြီးစစ်ကောင်စီတပ်သားတွေဘက်ကအထင်အနေကြတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ15ရက်နေ့မှ16ရက်နေ့အထိလည်းဝက်လူးနယ်မြေရဲစခန်းကိုတော်လည်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေအတွင်မှာလည်းစစ်ကောင်စီဘက်က40ဦးအထက်တိုက်ဆုံးက10ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း၁၀လောက်ခန့်နဲ့လက်နက်ခဲယံအသုံးဆောင်တွေကိုလည်းတိတ်ဆီရမိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးသေဆုံးတာ၆ဦးထိခိုက်ဒဏ်ရာရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းစောမြို့နယ်မှာဇွန်လ9ရက်နေ့နေ့လယ်2နာရီဝန်းကျင်ခန့်ကစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ၃ဦးသေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။စောမျိုးနယ်ညောင်ကန်ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်ကောင်စီတပ်က MiG 29 Jet Fighter တစ်စီးနဲ့အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီနေ့တရက်ထဲမှာပဲတနအီဝင်းကျင်ခန့်ကလည်းစစ်ကောင်စီတပ်ကရောဒေသထီလင်းမျိုးနယ်တောင်ပိုင်းတနေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကွေးလေတက်ကတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့နှစ်ကြိမ်ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့လဲစုံစမ်းသိရှိရပါတယ်။စစ်ကောင်စီတက်ကရောနဲ့တဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲမကြာခဏဆိုသလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်လေရှိတာကြောင့်ပြည်သူတွေအနေနဲ့အဆဆအယယာအထူးကယူဆိုင်ကြဖို့နဲ့လေကြောင်းတံခံနိုင်မဲ့ဂရုချင်းတွေကိုမဖြစ်မနေပြုလုပ်ထားကြဖို့ကိုလည်းတော်လရေးတပ်ဖွဲ့တွေနဲ့ဒေသအခြေဆိုင်မီဒီယာတွေကအသိပေးထားပါတယ်။ဆေးရနာသိမ်းပြီးနောက်ပိုင်းစောမျိုးနယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးပြည် စစ်ကောင်စီတပ်ကအရသာပြည်သူတွေကို ပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်တာတွေနဲ့ကျေးရွာတွေအတွင်းကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝေရောက်ခါပြည်သူနေအိမ်တွေကိုမိရှို့တာတွေကြောင့်ဒေသခံပြည်သူတွေထိခိုက်သေးဆုံးရတာတွေရှိတယ်လို့နေအိမ်မိလောင်ပျက်စီးခဲ့ရတာတွေလည်းရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ22ရက်နေ့ကလည်းထီလီမြို့နယ်ကျေးရွာရဲ့အရှိဘတ်ပုံတောင်နဲ့ထိပ်ရှိကပ္ပဆ24ရှိကာကင်းစခန်းအနီးအနားဝန်းကျင်နေရာတွေကို စစ်ကောင်စီတပ်ကပေါင်250ဘုံးနှလုံးစီလေးလုံးကျဲချကလေးဆောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။တတိယသတင်းဘုတ်အနေနဲ့ဘုံမှုချုပ်ချိုထွန်းအောင်လုံခြံခံရမှုမှာပါဝင်သူများလို့ဆိုပြီးပြည်သူ16ဦးကိုဖမ်းဆီးရမိကြောင်းစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပြီးခဲ့တဲ့မေလ22ရက်နေ့ကအငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ပြစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ပြည်သူ၁၆ဦးကိုဖမ်းဆီးရမိကြောင်းမနေ့ကဇွန်လ9ရက်နေ့ညပိုင်းမှာစစ်ကောင်စီကသတင်းထုတ်ပြန်လိုက်ပါတယ်။ Goran Valley Warrior မျိုးပြပျောက်ကြားရဲဘော်များကပြစ်ခတ်ခဲ့လို့ပြီးခဲ့တဲ့2023ခုနှစ်မှာဝနာကျော်ထင်ဘွဲ့ပေးအပ်ခံရတဲ့ဘုံမှုချုပ်ချုံထွန်းအောင်ကိုမေလ22ရက်နေ့မှာသူ့ရဲ့နေအိမ်ရှိမှလမ်းလျှောက်နေချိန်ပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ဘုံမှုချုပ်ချုံထွန်းအောင်ဟာစကခ19စကခမူဟောင်းမှတပ်အမတ်ကြီးအဖြစ်အရက်ဖတ်တို့ပြောင်းရွှေ့ခံရသူဖြစ်ကြောင်း ်တပ်အမတ်ကြီးအဖြစ်မှအငိမ့်စားယူပြီးနောက်မှာစစ်တပ်ရဲ့နိုင်ငံတော်အကောက်အွယ်ရေးတပ်ကတူ National Defense College NDC မှာပြင်ပဧနီးပြအဖြစ်သင်ကန်းစာပို့ချလိရှိသူဖြစ်ကြောင်းသိရှိရပါတယ်။ဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်လှုပ်ကြံခဲ့ရတဲ့နေဟာဒုစစ်ကောင်းဆောင်ရန်ကုန်မှာရှိနေပြီးလုံခြုံရေးတိုးမြှင့်ထားတဲ့အချိန်ဖြစ်ကြောင်းဒါကြောင့်ဒုစစ်ကောင်းဆောင်ကကျူးလွန်သူတွေကိုအမြန်ဆုံးဖမ်းမိရေးပြည်ရေးနဲ့ဆရာဖောက်ကိုအတင်းဖီအားပေးခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီဘက်ကကျူးလွန်သူတွေကိုဖမ်းချရမိတာနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းအရင်းမြစ်ကတော့ဒူးချိုကိုယ်တိုင်ဖိအားပေးနေတော့ဖမ်းမိပါပြီဆိုပြီးအလုပ်ပြတာမျိုးဖြစ်နိုင်ပါတယ်။တကယ်ကျူးလွန်သူတွေဟုတ်မဟုတ်တေချာမပြောနိုင်ပါဘူး။ကလေးကအစဖမ်းထားတယ်လို့သိရတယ်လို့မြို့တော်ကပြောပါတယ်။ဘုံမှုချုပ်ချိုးထွန်းအောင်ကိုပြစ်ခတ်ပြီးတဲ့နောက်ရန်ကုန်အခြေဆိုင်ဂိုရန်ဘယ်လီဝါရီယာမြို့ပြပျောက်ကြားတပ်ဖွဲ့ကတော့မရှိမပါဝင်သူတွေဘေးကင်းတဲ့နေရာရောက်နေပြီဖြစ်ကြောင်းအသိပေးထားတာကိုအဲ့ဒီရပိုင်းမှာတွေ့ခဲ့ရတာပဲဖြစ်ပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာရခတက်တော်သိမ့်ပိုက်ထားတဲ့မောင်ရွှေလေးရေတပ်စခန်းကိုစစ်ကောင်စီဘက်ကအလေးအငတ်တိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာရခတက်တော်အေးသိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့တန်တွဲမြို့နယ်မောင်ရွှေလေးရေတပ်စခန်းအနီးပင်လယ်ပြင်ကိုစစ်ကောင်စီရဲ့ရေတပ်တင်မော်၂စီ၃စီခန့်ရောက်ရှိလာပြီး ရေတပ်စခန်းရှိရာကမ်းခြေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ရခိုင်ဒေသသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။မနေ့ကဇွန်လ9ရက်နေ့မှာမောင်ရွှေလေးကျိတ်တော် ငပလီကန်းစီတချောက်ကိုပင်လယ်ပြင်ထဲကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့နေအိတ်အဆောက်အုံတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့လည်းမြေပြင်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။စစ်ကောင်စီဘက်ကရန်ကုန်စစ်တွေမအောင်ရေချောင်းကိုလက်ရှိအချိန်ထိထိန်းချုပ်ထားစေဖြစ်ပြီးအဲဒီကနေတစင်းတိုက်ခတ်ရေးစစ်သင်္ဘောတွေကအရခတ်တော်အေးထိန်းချုပ်ထားတဲ့မြို့တွေအနည်းကိုချင့်ကပ်ခါရေချောင်းကနေလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်သင်္ဘောတွေဟာစစ်ကောင်စီထိန်းချုပ်ထားစေမြို့တစ်မြို့ဖြစ်တဲ့ မောင်ကျုံးကနေရေပြင်ကနေတစ်ဆင့်အလန်းမီတလောက်ဝင်ရောက်လာတာဖြစ်ပြီးတန်တွဲမြို့နဲ့အနီးဆုံးပင်လယ်ရေပြင်မှာကြောက်ချရန်နာထားတယ်လို့ဆိုထားပါတယ်။ရေတက်တင်မော်အနီးရဲ့ကြောင့်ကမ်းခြေတခြားမှာနေထိုင်ရတဲ့ရခိုင်ဒေသခံရေလုံသားတွေဟာပင်လယ်ပြင်ထွက်ပြီးငားရှာဖို့အခက်အခဲဖြစ်နေကြတယ်လို့စုံစမ်းသိရှိရပါတယ်။အရက်ခတ်တတော်အေးဟာမောင်ရွှေလေးမှာအခြေစိုက်ထားတဲ့ရေတက်ဌာနချုပ်အပါအဝင်တန်တွဲမြို့ကို ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ9ရက်နေ့ကအပိသက်တင်ပိုက်ထားတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမောက်အထူးသရေဇာတာအဖွဲ့ကိုငွေကျပ်တင်တထောင်ကျော်ရွှေချောင်းအချို့နဲ့အတူ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ကစီးနှင်းဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့စကိုင်းတိုင်းဗမောက်မြို့နယ်မှာပြည်ထောင်စုအထူးသရေဇာတာအဖွဲ့ဟာ အလွဲသုံးစားမှုများပြုလုပ်နေတာကြောင့်အန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာန MOD ကဖမ်းဆီးထိမ့်သိမ်းလိုက်တယ်လို့စုံစမ်းသိရှိရပါတယ်။ဇွန်လ3ရက်နေ့ညနေပိုင်းမှာစီနင်းဖမ်းဆီးခဲ့တာဖြစ်ပြီးအဲ့ဒီအဖွဲ့ထံကရွှေထောင်အချို့နဲ့ငွေကျပ်36000ကျော်သိမ်းဆီးနိုင်ခဲ့ကြောင်းဗမာမျိုးနယ်တရားစာတနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဌာနနဲ့နှိဆက်သူကဆိုထားပါတယ်။အဲ့ဒီအဖွဲ့ဟာဗမာမျိုးနယ်ကထွက်ရှိတဲ့တရားစာတတွေကိုစီမံခန့်ခွဲဖို့အတွက် အန်ယူဂျီအစိုးရရဲ့တယံဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိပ်သရေဝင်ကြီးဌာနကပြီးခဲ့တဲ့မလာကာမှစပြီးဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါတယ်။ဗမာအထူးအဖွဲ့ကတပ်ပါတီထောင်ပြီးအာနာဖီဆန်လာတဲ့ပုံစံရေးဒေသခံတွေအပေါ်အာနာပြလာတာတွေရဲ့ကြောင့်အမေရိကလက်ဦးမှုယူပြီးဖမ်းဆီးလိုက်တာအခုကအခြေအနေအလုံးတည်ငြိမ်ပါတယ်လို့ဗမာဒေသခံသတင်းရင်းမြစ်ကဆိုထားပါတယ်။ဖမ်းဆီးလိုက်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်မှာဦးအကာဆိုသူဖြစ်ကြောင်း ီတောင်စုအာကအမည်နဲ့အဖွဲတစ်ဖွဲထောင်ရဲစူးစမ်းခဲ့ခြင်းဖြစ်ပြီးလက်နက်တွေလည်းတရားမဝယ်ဝယ်ယူထားတာကိုတွေ့ရကြောင်းသိရှိရပါတယ်။ဗမောင်းမြို့နယ်ကရွှေတူးဖော်ရေးလုပ်ငန်းများအပြင်တန်ရိုင်းခဲဘောကြေရွှေပြူစတဲ့တပ်ထုတွေလည်းထွက်ရှိပြီးအန်ယူဂျီအစိုးရရဲ့တရားစာတမ်းနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကစီမံခန့်ခွဲနေတာလို့စုံစမ်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကိုနှစ်အရွယ်မိန်းကလေးကိုအာရမပြုကျင့်ပြီးတတ်ခဲ့တဲ့သူတွေကိုအရိုက်ခတ်တတော် A ကဖမ်းမိထားပြီးအေးအေးရွယ်ပြင်ဆင်နေတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရခိုင်ပြည်မြင်းပြားမြို့နယ်ဖားပြိုကြီးရွာမှာအသက်ကိုနှစ်အရွယ်မအီအီဆန်းကိုအာရမပြုကျင့်ကတစ်ပင်မှာချိတ်ဆွဲပြီးကိုဘသာကိုကျိုးဆွဲချတတ်တည်တဲ့အသွင်ဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကိုအရိုက်ခတ်တတော် A ကဖမ်းဆီးရမိထားပြီးအေးအေးယူဖို့ပြင်ဆင်နေပြီလို့ထုတ်ပြန်ထားပါတယ်။ မေလ6ရက်နေ့ကအသက်9နှစ်အရွယ်မိခလင်းငယ်တဦးကိုအာမပြုခြင်းကတစ်ပင်မှာတွဲလောင်းချတတ်ဖြတ်ခြင်းကိုကျူးလွန်သူလို့ယူဆရတဲ့ရှေ့ဦးကိုဖမ်းဆီးစစ်ဆေးနေပြီလို့ ULAA ပြောခွင့်ရဥခိုင်ဒုက္ခကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒီမှာကကိုင်းနေတော်ရဲမှာ အလေးသွားကြတာများတယ်။အိမ်နာမရှိကြဘူး။အဲ့ရဲ့ချေအခုလိုအာမဝိုင်းကျင်းကြတာဝိုင်းကျင်ပြီးတစ်ပင်မှာကျိုးနဲ့ချီချိတ်ထားကြတာလို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်။ မေလာ6ရက်နေ့ကကလေးငယ်အိနာတက်ရန်သွားချိန်မှာအုပ်စုဖွဲ့အရမပြုကျင်ပြီးတစ်ပင်မှာကျိုးဆွဲချရန်ချိတ်ဆွဲခဲ့တာဖြစ်တယ်လို့သိရပြီးဆရာဝန်စည်းစာအရအရမပြုကျင်နှိပ်စက်တရားကြောင့်တိတ်ဆုံးခဲ့တာမဟုတ်ပဲတစ်ပင်မှာကျိုးနဲ့ဆွဲတာကြောင့်လေပင်ရိုးကျိုးကတိတ်ဆုံးသွားတာလို့စုံစမ်းသိရှိရပါတယ်သူတို့ကအရမပြုကျင်ခေါင်းကိုထုရိုက်ပြီးနှိပ်စက်ထားတာကြောင့်တိတ်တာမဟုတ်ဘူးသတိလစ်နေချိန်ကျိုးနဲ့လေပင်ကိုချီတစ်ပင်မှာချိတ်တာမှာလေပင်ရိုးကျိုးသွားတာလို့ အဆိုပါဒေတာခန့်တဦးကဆက်လက်ပြောဆိုထားပါတယ်။တရွာရဲမှနေတဲ့အသက်30အရွယ်ညာတန်းဆိုသူကိုမေလ6ရက်နေ့မှာအရခတက်တော် A ရဲတပ်ဖွဲ့ကလာရောက်ခေါ်ယူမေးမြန်းပြီးနောက်တန်တရားတရခန့်စုစုပေါင်း၈ဦးဖမ်းဆီးခံထားရကအရက်ဖက်အဖွဲ့12ဖွဲ့ကလည်းမေလ17ရက်နေ့ကအမှုမှန်ပေါ်ပေါက်ဖို့နဲ့အပြည့်ရှိသူတွေကိုအရေးယူဖို့တောင်းဆိုထားကြတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွှေဈေးဒေါ်လာဈေးမြင့်တက်လာပြီးကုန်စည်နှုန်းမှမြင့်တက်လာလို့ပြည်သူတွေ အခက်တွေ့နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အခုလက်တလောရက်ပိုင်းအတွင်းမှာရွှေဈေးတိတိတတ်တာမြင့်တက်နေပြီးဒေါ်လာလဲလှယ်မှုနှုန်းမှမြင့်တက်လာတဲ့အပြင်ဆိုင်ကယ်ဖမ်းဆီးတဲ့ခရဲကြောင့်ပြည်သူတွေအခက်တွေ့နေရတယ်လို့ဆုံးစမ်းသိရှိရပါတယ်။ဇွန်လ၁ရက်နေ့ကစရွှေဈေးသိန်း80ကျော်ကစတက်လာပြီးဇွန်လ6ရက်နေ့အထိရွှေတစ်ကျပ်သား88သိန်းသာကတ်လာတယ်လို့သိရှိရပါတယ်။ ဒီရပိုင်းတွေကို86သိန်းကနေ89သိန်း8000အထိတက်လာတယ်။တရက်10သိန်းလောက်တက်တာ15ဘဲရီတစ်ချက်သား83သိန်းပြန်ရောင်းတဲ့ဟာတွေကိုတော့ဆိုင်ကြီးတွေကမဝယ်ဘူး။ဖြည့်စည်းကွက်ထဲအတက်တွေဖြစ်နေတယ်အဝယ်မရှိဘူးလို့ရွှေအရောင်းဝယ်လောက်ကနေသူတဦးကမြို့တော်ကိုပြောပါရယ်။ဖြည့်စည်းနဲ့အတူကုန်စည်နှုန်းတွေလည်းတက်လာတယ်လို့သိရှိရပြီးဈေးထဲမှာကျပ်တုန်ကတပိတ်တာ1600ကနေ2600အထိတက်လာပြီး ကျက်သုံးဖြူတပိတ်သာဥကြီး14000ကျက်ကနေ21000ကျက်အထိမြင့်တက်နေတယ်လို့သိရှိရပါတယ်။အာလူကတပိတ်သာ6000ကနေ8000အထိဖြစ်တယ်။တဖြည်းဖြည်းနဲ့ရပ်ပိုင်အတွေ2000စီတက်လာတာ။အလို့အကန်ကအစင်မပြေပဲဈေးနှုန်းတက်လာတော့ခိုးဆိုးလူနိုင်ဖြစ်နေတာမဆန်းတော့ဘူးပေါ့။ရွာဘက်ကလူတွေက မြို့တက်မဝဲကြဘူး။ဆိုင်ကယ်တွေဖမ်းနေတော့လို့အိမ်ရှင်မတအူးကလည်းမြို့တော်ကိုပြောပါရတယ်။ပြည်တွင်းဒေါ်လာလဲလှယ်မှုနှုန်းထားလဲမြင့်တက်လာပြီး ဒေါ်လာ4400ကျပ်မှ4430ကျပ်အထိရှိလာတယ်လို့ပြည်တွင်းငွေကျပ်လဲလှယ်သူတွေထံကစုံစမ်းသိရှိရပါတယ်။လက်တလုံးမှာဆိုင်ကယ်တွေကိုအရမဖမ်းဆီးနေတာကြောင့်တယ်ယူပို့ဆောင်ရေးစရိတ်တွေနဲ့မြို့တက်ပြီးဈေးမဝယ်ရဲတော့တဲ့ပြည်သူတွေအဖို့နေမျိုးတွေမှာစားတောက်ကုန်တွေကိုဈေးအဆမတန်ပေးပြီးဝယ်နေကြရတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားသမ္မတသစ်ကအောင်မေးဝယ်နေမင်းကွန်းမှာမြောက်ကိုရီးယားအကြောင်းကိုထည့်သွင်းပြောဆိုခြင်းရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တောင်ကိုရီးယားသမ္မတသစ်လီဂျဲမြောင်ကစစ်အတွင်းသိမ်းဆုံးသူတွေကိုဂုဏ်ပြုတဲ့အောင်မေးဝယ်အခမ်းအနားအတွင်းမှာမြောက်ကိုရီးယားအကြောင်းကိုထည့်သွင်းပြောဆိုခြင်းရှိတာကြောင့်ရှင်းဆက်ဆောင်ရွက်မဲ့သူ့ရဲ့မူဝါဒကို ပြသလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။လီဟာဆိုအမျိုးသားအာဇာနည်ဗိမာန်မှာဒီကနေ့ဇွန်လ6ရက်နေ့မနက်အစောပိုင်းကပြုလုပ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်းတိုက်ဆုံးခဲ့တဲ့စစ်သားတွေအတွက်အာမေဘွယ်နေအထိအမှတ်အခမ်းအနားမှာမိန့်ခွန်းပြုကြခဲ့တာပါလီကစစ်ပွဲနဲ့ပတ်သက်တဲ့စိုးရိမ်စိတ်ကင်းမဲ့ပြီးငြိမ်းချမ်းတဲ့နိုင်ငံတစ်ခုတိစောက်ခြင်းဟာစစ်ပွဲမှာတိုက်ဆုံးသူတွေရဲ့ညစ်မြတ်တဲ့ဆွလွန်မှုအနစ်နာခံမှုကိုရည်စူးတုံ့ပြန်မှုအတွက်တာဝန်တည်တတ်တဲ့နိလန်တစ်ခုဖြစ်ကြောင်းပြောဆိုခဲ့ပြီးဒီမိုကရေစီနဲ့ကြွယ်ဝမှု ရှင်သန်ခိုင်မာတဲ့ငြိမ်းချမ်းရေးအုတ်မြစ်မှာဂုံယူမှုနဲ့ဂုံတိုက်ခါပြေးဝတဲ့နိုင်ငံတစ်ခုတိစောက်ခြင်းနဲ့ သူတို့အတွက်ပေးဆက်ကြပါစို့လို့လည်းပြောကြခဲ့တာပါလီရဲ့ရှေ့ကတမတဟောင်ယွန်းဆက်ယူလက်ထက်မှာတော့မြောက်ကိုရီးယားဘက်ကလုံဆော်တဲ့လုပ်ရက်တွေကိုရှုံချခဲ့ပြီးလုံခြုံရေးအစီအစဉ်တွေကိုပုံမတင်ကျပ်ဖို့တောင်းဆိုခဲ့ပေမယ့်လီကတော့အောင်မေပွဲနဲ့မင်ကုန်းမှာမြောက်ကိုရီးယားကိုယီညွန်းပြောဆိုတာမျိုးတွေမရှိခဲ့တာပါလီဟာဇွန်လ၄ရက်နေ့ကတမတအစ်ဖြစ်စံသစ္စာကျိတ်ဆိုနေချိန်မှာမြောက်ကိုရီးယားနဲ့ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖွင့်လှစ်ပြီးဆွေးနွေးမှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် ကိုရီးယားကျွမ်းဆွယ်မှာငြိမ်းချမ်းရေးတည်ဆောက်မယ်လို့ပြောကြားခဲ့ပါသေးတယ်။ဒါကြောင့်ဆီအတွင်းကြဆုံးခဲ့ရတဲ့စစ်သားတွေအတွက်အောက်မေ့ဖွယ်နေအခမ်းအနားမှာလီကမြောက်ကိုရီးယားကိုဆွဆွဲပစ်တင်တာတွေမလုပ်ခဲ့တာလို့ယူဆရတာပဲဖြစ်ပါရဲ့ရှင်။ယူရိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြူရာရဲ့ Facebook page နဲ့ YouTube channel တို့ကလည်းစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီး ဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့အသွေးတွေမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖေသားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်